ဂျပန်နိုင်ငံကကြောင်နေအုပ်စိုးတဲ့ကျွန်းကမ္ဘာပေါ်မှာလူတွေထက်တလိမ့်ဆန်တွေကအာနာပူရှိတဲ့နေရာကိုပြပါဆိုရင်တော့အခုပြောပြမယ့်ဂျပန်နိုင်ငံကကျွန်းတွင်းကျွန်းကိုလက်ညှိုးထိုးပြရမှာပါဒီနေရာကကြောင်နေအုပ်စိုးတဲ့ကြောင်ပြင်းနိုင်ငံတော်တစ်ခုဖြစ်ပြီးလူဦးရေထက်ကြောင်ဦးရေကအစပေါင်းများစွာပိုများနေပါသည်လူတွေနဲ့ကြောင်တွေဘလောက်တောင်ကွာသလဲဆိုရင်ဒီကျွန်းပေါ်မှာလူဦးရေကရန်ကုန်ကဘတ်စကားတစ်စီးစာလောက်ပဲရှိပြီးတော့ကြောင်ကောင်ရင်ကတော့ယာနဲ့ချီရှိနေတာဖြစ်ပါသည် ဒါကြောင့်မလို့လူကြီးမင်းသားဒီကျုံးမော်ကိုရောက်သွားမယ်ဆိုရင်ရှောက်သွားတဲ့ခြေလမ်းတိုင်းရဲ့နောက်မှာចောင်းတူကြီးကစစ်တပ်တရက်လိုလိုက်လာမှာဖြစ်ပြီးတော့လူကြီးမင်းကသူတို့ရဲ့ဧည့်သည်ဖြစ်ပြီးသူတို့ကအင်ရှင်ဆိုတာကိုကောင်းကောင်းကြီးသိမြင်သွားရမှာဖြစ်ပါလိမ့်။ဒီကျုံးရဲ့နာမည်ကတော့ဒါရှီရိုကြီးမလို့ခေါ်ပြီးចောင်းချစ်သူတွေရဲ့အထင်ကရနေရာတစ်ခုလည်းဖြစ်ပါလိမ့်။ဒီကျုံးမော်မှာចောင်းနေဘလို့ရောက်လာလဲပြီးတော့သူတို့ရဲ့အင်ပါယာကိုဘလို့တီထောင်ခဲ့တယ်လဲဆိုတဲ့တမိုင်းချောင်းကလည်းစိတ်ဝင်စားစရာပါ။အရင်တော့ကဒီကျုံးဟာပိုးမွေးမြွေလုပ်ငန်းနဲ့အရန်ကိုစီကားခဲ့တဲ့နေရာတစ်ခုဖြစ်ပါလိမ့်။ ဒါပေမဲ့ဘိုးအိမ်တွေကိုအမြဲဖြတ်စီးရတဲ့ကျွက်တည်းရဲ့တန်းကိုအလူးလဲခံနေရတာကြောင့်ဒေသခံတွေကကျွက်ရံကိုကာဝယ်ဖို့ကြောင်တွေကိုစပြီးမွေးမြူခဲ့ကြပါသည်။အဲဒီချိန်ကစပြီးကြောင်တွေဟာဒီကျွန်းရဲ့အရေးပါတဲ့အလုပ်သမားတွေဖြစ်လာခဲ့ပါသည်။ဒါပေမဲ့အချိန်တွေကြာလာတဲ့အခါမှာတော့ဘိုးမွေးမြူရေးလုပ်ငန်းကတဖြည်းဖြည်းနဲ့ကျဆင်းလာပြီးကျွန်းပေါ်မှာလူငယ်တွေကလည်းပဲမြို့ပြမိရောက်နေအောင်မှာအနာဂတ်ကိုရှာဖွေဖို့တယောက်ပြီးတယောက်ထွက်သွားကြပါတော့သည်။ လူတွေကတော့သူတို့ရဲ့အနာဂတ်အတွက်ထွက်သွားကြပြီမယ်။ကျောင်းတွေကတော့ကျုံးမော်မှာပဲကြံခဲ့ပြီးသူတို့ရဲ့မျိုးဆက်ကိုဒိုးပွားစေခဲ့ပါရီ။နောက်ဆုံးမှာတော့ဒီကျုံးဟာလူတွေထက်ကျောင်းတွေကပိုများတဲ့ကျောင်းတွေရဲ့နေမြေတစ်ခုအဖြစ်တဖြည်းဖြည်းပြောင်းလဲသွားခဲ့တာပါ။ဒါကြောင့်မလို့ဒီကျောင်းဘီးနိုင်ငံတော်မှာသူ့ဥပဒေနဲ့သူရှိပါရီ။အဓိကချက်ကတော့ဒီကျုံးကိုခွေးလုံးဝမဝင်ရဘူးဆိုတာပါပဲ။ကြောင်ရည်ရဲ့လုံကြုံရင်းနဲ့သူတို့ရဲ့အေးချမ်းမှုကိုမထိခိုက်စေဖို့ဘလို့ခွေးမျိုးစားကိုမှခြေတလန်းအောင်ခြေချခွင့်မပေးထားခဲ့ပါဘူး ဒါဟာဒီကျွန်းရဲ့အရေးကြီးဆုံးဥပဒေတစ်ခုပဲဖြစ်ပါ ರಿ ကျွန်းရဲ့လေပိုင်းလောက်မှာတော့ကြောင်နက်ကွန်းဆိုတဲ့နက်ကွန်းလေးတစ်ခုကိုလည်းတွေ့ရမှာပါဒီနကုန်းကမတော်တဆမှုတစ်ခုကြောင့်တည်သွားတဲ့ကြောင်တကောင်ကိုအမတ်တရတိဆောက်ထားတာဖြစ်ပြီးတော့ဒီနကုန်းကိုပူဇော်ရင်ကြောင်တွေကိုအစာကျွေးရင်ကံကောင်းခြင်းနဲ့ဆောင်ကျင်းပေးတယ်လို့ကျွန်းသူကျွန်းသားတွေကအပြည့်အဝယုံကြည်ကြပါသည်လူကြီးမင်းသားဒီကျွန်းကိုသွားလေဖို့ဆုံးဖြတ်လိုက်ပြီးဆိုရင်တော့တင်မောစိတ်ကိုတင်မောကတ်တာနဲ့ကြောင်တအုပ်ကြီးကလာကြုံနေမှာဖြစ်ပြီးလူကြီးမင်းလက်ထဲမှာဘာပါမလဲဆိုတာကိုလည်းမျှော်လင့်နေကြီးနဲ့စောင့်နေကြမှာဖြစ်ပါသည် ဒီကျုံးမှာတဲခုမယ်ဆိုရင်တော့အာမန်အိမ်ဒီမှာတဲရမှာမဟုတ်ဘဲကြောင်ရုပ်ပုံစံတိဆောက်ထားတဲ့အိမ်ငယ်လေးတွေမှာတဲခုရမှာဖြစ်ပြီးမျက်စိအဆုံးကြည့်လိုက်ရင်ကြောင်ဘေဘီကိုကြည့်လိုက်ရင်လည်းကြောင်နဲ့ကြောင်ချစ်သူတွေအတွက်နိဗ္ဗာန်မုံတစ်ခုလိုပါပဲဒီကျုံးကအထီးကျန်တယ်လို့ထင်ရပေမဲ့သူ့ထက်အထီးကျန်ဆန်တဲ့နောက်ထပ်ကြောင်ကျွန်းတစ်ခုရှိပါသေးတယ်အဲဒီကျုံကတော့ခီးသွွားလုပ်ငန်းအတွက်အဓိကထားတာမျိုးမဟုတ်ဘဲတက်ကြီးရွယ်ဦးနေငယ်ကကြောင်နေနဲ့ဖော်ပြပြီးအေးအေးချမ်းချမ်းနေထိုင်ကြတဲ့နေရာတစ်ခုပါ ဒါကြောင့်မလို့လူကြီးမင်းနေနဲ့လူရီရဲ့ရှုပ်ထွေးတဲ့ဘွားကနေခဏလောက်လွတ်မြောက်ပြီးအေဂျင့်ရဲ့ဘွားကိုခန်းစားကြည့်ကျင်နေဆိုရင်တော့ဂျပန်နိုင်ငံကဒီအကြောင်းကျိုးနေကိုတွားရောက်လဲပတ်ဖို့အကြံပေးခြင်းပါလိ။ဒါပေမဲ့တခုတော့ရှိပါလိ။ဟိုရောက်သွားရင်တော့လူကြီးမင်းကဧည့်သည်ဖြစ်ပြီးသူတို့ကအင်ရှင်ဆိုတာကိုတော့မမေ့လိုက်ပါနဲ့လို့ပြောလိုက်ပါရစေခင်ဗျာ။